အားလုံးပဲမင်္ဂလာပါရှင်။စေဝသုတကဏ္ဍနေချူဆိုပါရရှင်။ကျမနာမည်ကတော့ဒေါက်တာညင်ကြီးခိုင်ဖြစ်ပါတယ်။အာယခုတစ်ပတ်ကိုမျှဝေပေးခြင်းတဲ့အကြောင်းအရာကတော့ဒီ HIV ရောဂါကိုကာကွယ်ဖို့အတွက်တောက်သုံးနေပေါ့နော်။အဲ PREP ဆိုတဲ့ဈေးနဲ့ PEP ဆိုတဲ့ဈေးတွေအကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်။အာ PREP ဆိုတာဘာလဲပေါ့နော် PREP ဆိုတာကတော့ pre exposure prophylaxis ပေါ့နော်အဲတနည်းရောပြောရမယ်ဆိုရင်ဒီ HIV ပိုးကိုဒီကြိုတင်ကာကွယ်ဖို့အတွက် တောက်သုံးလို့ရတဲ့ဆေးမျိုးစာဖြစ်ပါတယ်ရှင် အဒီ PIP ကိုအဓိကအဖြစ်ဘယ်လိုလူမျိုးတွေတောက်တုံးလို့ရတယ်ပေါ့နော်အဲပြီးတော့ဘယ်လိုအခြေအနေမျိုးဆိုရင်ကောက်ွယ်ပေးနိုင်လဲပေါ့နော်အဲ PIP ကတော့အထူးသဖြင့်ဒီကိုယ်နဲ့ဒီလိမ့်ဆက်ဆံပေါ်ကဒီ HIV ရောဂါဖြစ်နေရင်ဒါမှမဟုတ်ကိုဒီ HIV ရောဂါဖြစ်နေမလားမသိဘူးပေါ့နော်တန်တရားဖြစ်တဲ့သူမျိုးတွေအဲဒါမှမဟုတ်လဲဒီပေါ့နော်ဒီဆေးထိုးအပ်ကိုတုံးနေရတဲ့သူမျိုးတွေအဲဒီဒီလိုမျိုးမျိုးပေါ့ HIV ကူးစက်မှာကိုကြောက်တဲ့အတွက်ကြောင့်မလို့ကြိုတင်ပြီးတော့တောက်တုံးရတဲ့အမျိုးအစားစေးတွေမှာပါဝင် ားဖြစ်ပါတယ်ရှင်သူကတော့ဒီတစ်နေ့ကိုတစ်လုံးပေါ့เนาะဒီဆေးကိုအပုံမှန်လေးတောက်သုံးရပါတယ်ဒီဆေးထဲမှာဘာပါလဲဆိုတော့ antivirus လို့ခေါ်ရဲပေါ့เนาะအဲဒီ virus ကိုတတ်တဲ့အာနိသင်ရှိရဲ့ဆေးမျိုးစားလေးတွေပါဝင်တာဖြစ်ပါတယ်ရှင်အဲဒီဆေးလေးကိုတစ်နေ့ကိုတစ်လုံးပေါ့เนาะပုံမှန်တောက်သုံးမယ်ဆိုရင်ပေါ့เนาะအဲခုနှစ်ရက်အနည်းဆုံးပေါ့เนาะခုနှစ်ရက်ကြာပြီးသွားပြီဆိုရင်ဒီ HIV ရောဂါကိုအဲဒီလိန်လိန်ကြောင်းပေါ့เนาะလိန်ဆက်ဆံခြင်းကြောင့်ဖြစ်တဲ့နောက်ဆက်တွဲ HIV ရောဂါကို90%ခန့်တုန်းထိရှော့ချပေးနိုင်တာဖြစ်ပါတယ်ရှင် င်ဒါအပြင်ပေါ့နော်ဒီဆေးထိုးအပ်တွေအကြောင်းပေါ့နော်အကူးဆက်တဲ့ဒီ HIV ရောဂါကိုတော့80ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်တာဖြစ်ပါတယ်ရှင်ဒါဒါကြောင့်မလို့ဒီဆေးတွေအရတော့ပေါ့နော်ဒီ HIV ရောဂါကိုတရာရာခိုင်နှုန်းတော့မကာကွယ်ပေးနိုင်ပြီမဲ့အတော်အတင့်ကာကွယ်ပေးနိုင်တဲ့အတွက်ကြောင့်မလို့အဲဒီကာကွယ်တဲ့အနေနဲ့တောက်သုံးလို့ရပါတယ်အဲဒါပေမဲ့ဒီ PREP ဆိုတဲ့ဒီအုပ်စုဝါကြတော့ကျမတို့ကဒီလိန်ကားနေကူးဆက်တဲ့ရောဂါတွေအဲဖြစ်တယ်ပေါ့နော်ဂနိုရီးယားတို့အဲဒီဆစ်ဖလစ်တို့ရောဂါမျိုးတွေကိုမကာကွယ်ပေးနိုင်နော်အဲဖြစ်နိုင် ုင်နေဆိုရင်တော့ကျမတို့ကွန်တုံးသုံးဖို့အတွက်ကိုတိုက်တွန်းပေးနေတာဖြစ်ပါတယ်ရှင် အဲနောက်တစ်ခုပေါ့နော်နောက်တစ်ခုကကြတော့ PEP ဆိုတဲ့ဆေးအုပ်စုဖြစ်ပါတယ်ဒါကလည်းဒီ HIV ရောဂါကိုကာကွယ်နိုင်တဲ့ဆေးတစ်မျိုးတွေမှာပါတာဖြစ်ပါတယ်အဲသူ့နာမည်ကတော့ဒီ post exposure prophylaxis လို့ခေါ်ရပေါ့နော်တနည်းအားဖြင့်ပြောရမယ်ဆိုရင်ဒီကျမတို့ကဒီ HIV ရှိရသူမျိုးနဲ့ပေါ့နော်လိန်ဆက်ဆံပြီးသွားပြီအဲဒါမှမဟုတ်ဒီပေါ့နော်အဲဒီ rate case လိုမျိုးပေါ့နော် rate case လိုမျိုး case မျိုးတွေမှာတုံးလို့ရတယ်ဒါပြင်တော့မတန်ရှင်းတဲ့ဒီဆေးထိုးဆေးဆေးထိုးအပ်တွေနဲ့ပေါ့နော် HIV ိုးရှိရဲသူကနေကူးဆက်မိတော့လကောက်ဒါမှမဟုတ်တချို့ကြတော့ကျမ်းမာရေးဝန်ထမ်းနေပေါ့နော်ကျမ်းမာရေးဝန်ထမ်းနေ HIV ပိုးရှိရဲသူရဲ့သွေးနဲ့အဲဒီခန္ဓာကိုယ်အရေးပြောင်းထိတွေ့သွားတယ်အဲဒီ HIV ပိုးရှိရဲသူကိုသွေးဖောက်ရင်းနဲ့အက်ကောက်ပေါ့နော်ခန္ဓာကိုယ်ရဲ့ကိုဝင်သွားတဲ့အခါမျိုးဒါမှမဟုတ်ဒီခွဲစိတ်နေနဲ့ HIV ပိုးရှိရဲသူရဲ့အဲသွေးတွေကမျက်လုံးတွေနှာခေါင်းတွေအဲပါဇက်သေးတွေဝင်သွားတဲ့အချိန်မျိုးမှာဆိုရင်ကျမတို့က post exposure prophylaxis လို့ခေါ်ရဲပေါ့နော်အဲဒီဆေးကိုတောက်သုံးလို့ရပါတယ်သူကလည်းဒီ antivirus လို့ခေါ်ရဲ virus ကို ိုတက်စီနိုင်တဲ့ဆေးအုပ်စုတွေပါတာဖြစ်ပါတယ်ရှင်။အထူးသဖြင့်ပေါ့နော်ကျမတို့ကဖြစ်နိုင်82နိုင်အတွင်းကိုတောက်တုံးနေဆိုရင်အဲ HIV ရောဂါဖြစ်နှုန်းကိုအာကြီးကျစင်းစေနိုင်မှာဖြစ်ပါတယ်ရှင်။အထူးသဖြင့်ဘယ်လိုလူမျိုးတွေတောက်အောင်မလဲဆိုရင်နံပါတ်1အနေနဲ့အဲဒီလိန်ဆက်ဆန့်ခြင်းကနေတဆင့်ပေါ့နော် HIV ပိုးကူးစက်ရပြီလို့ကိုကိုကိုအဲမတင်ငါဖြစ်တဲ့သူတွေတောက်လို့ရတယ်။ဒုတိယအနေနဲ့ဆိုရင်စေထိုးအပ်ဒါမှမဟုတ်ရင်အဲသွေးခန္ဓာကိုယ်ကထွက်တဲ့အရေးတမျိုးမျိုးပေကျန်နေတဲ့ပစ္စည်းတစ်ခုခုကိုဒီလက်တလောပေါ့နော်မျှဝေသုံးဆွဲထားရ ဲ့ဒီမူရစေပါ30တဲ့သူမျိုးတွေနံပါတ်3အနေနဲ့ကတော့ကျမတို့ဒီခန္ဓာကိုယ်ရဲ့ပေါ့အထူးသဖြင့်ဒီကျန်းမာရေးဝန်ထမ်းနေဆိုရင်လူနာရဲ့ခန္ဓာကိုယ်ရဲ့ထွက်တဲ့အရေးတမျိုးမျိုးနဲ့ထိတွေ့လိုက်ရတဲ့ကျန်းမာရေးဝန်ထမ်းနေအဲဒီလိုမျိုးတွေဆိုရင်တော့အတောက်3လို့ရရှိနိုင်တာဖြစ်ပါတယ်ရှင်။သူ့ရဲ့ဒီဆေးအာနိသင်ရရှိဖို့အတွက်ဆိုရင်တော့အရေးကြီးက82နာရီတွင်တောက်အောင်မှာဖြစ်ပါတယ်။ဒီဆေးကလည်းဒီပေါ့နော် pre exposure prophylaxis လို့ခေါ်တဲ့ဆေးနဲ့အလားတူပါပဲ။ကျမတို့ဒီပေါ့နော် ကာလာသားယောဂမျိုးတွေ၊ဂနိုရီးယားယောဂမျိုးတွေ ်ဆစ်ဖလစ်ရောဂါမျိုးတွေကာကွယ်ပေးနိုင်ခြင်းမရှိတဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်ရင်အဲကြိုပြီးတော့ဂယူးဆိုင်ဖို့အတွက်လိုအပ်တယ်လိန်ဆက်ဆက်တဲ့အခါမှာကိုယ်နှုံးသုံးပေးဖို့အတွက်လည်းလိုအပ်တာဖြစ်ပါတယ်ရှင်အဲဒီဗီဒီယိုလေးကနေပြီးတော့ပေါ့နော်ကျမတို့ကဒီ HIV ရောဂါကာကွယ်နိုင်တဲ့ EPP နဲ့ဒီ PEP ဆိုတဲ့ဆေးနှစ်ခုအကြောင်းကိုမျှဝေပေးသွားတာဖြစ်ပါတယ်ရှင်ဗီဒီယိုကြည့်ရတဲ့အားလုံးကျမချမ်းသာကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်